မင်္ဂလာပါရှင်။ဆီယမန်စပယ်ဖြူနှုတ်ရေးတာထားတယ်။အကျိုးတော်ဆိုတဲ့ဝိတုတူလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါရစေရှင်။အကျိုးတော်သူ့ကိုမူလာတန်းကျောင်းကလေးအနီးကတစ်ပင်ရိပ်အောက်တွင်ကျမဆားတွေ့ခြင်းဖြစ်ပါသည်။ဒီတုန်းကမွေးရသည့်ကျောင်းဖွင့်စားကျောင်းစင်းချိန်တိုင်းတူမလေးကို အမကူစားကျောင်းကျူရလေရာကျောင်းရှိသူကျောင်းစင်းချိန်မတိုင်းမီ15မိနစ်ခန့်ကျူရောက်မည်။ မိခင်များဤစကားဝိုင်းသူလဲမဝင်တတ်လျာဟုန်ငင်းတင်ငင်းလုံနေရသော ကျမဤမြင်ကွင်းနှင့်သူရောက်လာခဲ့တာဖြစ်ပါသည်သူသည်ကြောင်းရှိမလန်မကန်ကတစ်ပင်ရိပ်မှတယောက်ထင်းထိုင်နေတတ်သည်မျက်လုံးများကတော့ကြောင်းတကားဝကိုသာစူးဆိုင်ငင်းနေတတ်မြဲကျောင်းဆင်းကျွင်ရောက်၍ခလေးများစုပြုံထွက်လာပြီဆိုလျင်တော့သူသည်ကျောင်းတကားရှိသူအပြေးကလေးရောက်လာတတ်သည် 6နှစ်9နှစ်အရွယ်ကလေးမလေးကိုလက်ဆွဲကသူပြန်လျင်တော့ဒါသည်တညနေခင်းဤအကြောင်းကြုံချင်းဤကုန်မင်းကျမသည်လဲတူမလေးလက်ကိုဆွဲကကြောဘူးအိတ်ကိုလွဲကနှင့်အိမ်ပြန်ရပါသည်ကျောင်းသည်ကျမတို့နေထိုင်ရာလမ်းနှင့်မလန့်မကန့်မှာပင်ရှိသည်မို့တူကြီးနှစ်ယောက်မှာလမ်းသိမ်းလျှောက်ရသည်မရှိပါ ကျုံမာလေးကိုနနက်ခင်းများ၌မမကကြောင်းပူတက်ပြီးညနေဆိုရင်တော့တင်းနှန်းချိန်များမှအားလက်နေသူ ကျမကကြောင်းကြူရတာဖြစ်ပါသည်။နေစဉ်ရက်ဆက်လိုကြောင်းကြူထောက်နေရတော့ကျမမှာတွေ့မြင်နေကြမျက်နှာများကိုပြုံးပြနှုတ်ဆက်လာရသည်။ဒီချင်းမှာသူလဲပါပြီသည်။သူထိုင်နေရာတစ်ပင်ရိပ်မှာပင် ကျမလဲဆောင်စားဖြစ်သည်။ အမနောက်ကြတယ်နော်ဟု သူကြိုရောက်နေလျင်ပြောတတ်သည်။များသောအားဖြင့်တော့သူကကြိုရောက်တတ်သူ။ဒီလိုနှုတ်ဆက်ရုံအပြင်စကားစမြည်ပြောသည့်အစဉ်အထိ မရင်နှီးသည်။သူသည်အဝင်းစားလေးခက်နွန်းနွန်းမျက်နာလေးငငယ်နှင်းရှိတတ်သူ။လာကြိုရသောကလေးမလေးနှင်းကလည်းအသွေးအမွေးကွာနေသူမို့အိမ်များတွင်ကူပေါ်လောင်ပတ်ရဖို့ခေါ်ထားတတ်သောမိန်းကလေးမျိုးဟု ကျမတိတ်တဆိတ်မှတ်ယူထားသည်။ ဝင်းဝင်းဆန်းဆန်းမရှိသောသူဟန်ပန်းများခလေးမလေးဤသူ့အပေါ်အနိုင်အထက်ပြုတ်တက်ပုံများကလည်းဒီအထင်ကို မမေးမြန်းမှာပဲအတီးပြုတ်စေပါသည်ထီကြတဲ့ကျမစိတ်ထဲထူးထူးခြားခြားစိတ်ဝင်စားရသည်ကတော့ကျောင်းဝင်းကိုငင်းနေတတ်သော သူ့မျက်လုံးများကိုသာတည်ဘလို့မျက်လုံးရိပ်လို့ဆိုရပါငေးရီသောမှိုင်းမုံသောမျက်လုံးများ တခါတလေတော့လေစာအန်တန်များပြန့်လွင့်လာလေလိုက်ဆူတော့မလို့နှခမ်းများကလှုပ်လှုပ်ရွရ်ရွရှိလာ၏။နားကလေးများပင်ဆွင့်ကားလာသည်လို့ထင်ရသည်။ဒါသည်ပင် ကျမကိုစိတ်ဝင်စားစေအကဲခတ်စီအောင်ဆွဲဆောင်ခဲ့တာပါ။တရက်မှာတော့ညနေခင်းကြောင်းရှိမရောက်မီပင်မိုးကရွာချလာပါသည်။ဆိုင်မစင်ပုံမစင်သောမိုးပါပဲ။ ပါလာသောထီးကိုကြပြကြရာထုတ်ဆောင်ရသည်။ကြောင်းရှိရောက်တော့ထီးကိုစီနှင့်တစ်ပင်ရိတ်များ ဝင်းတကားရှိတို့၌စောင့်စားနေကြသောအမျိုးသမီးတို့ကိုကြောကားကျမမျက်လုံးများကမလန့်မကန့်ကဗန္နာပင်ရိတ်စီရောက်သွားပါသည်။အိုးကလေးမလေးသည်မိုးရီတဆဆကြနေသောတစ်ပင်ရိတ်တွင်ကုတ်ကုတ်ကလေးထိုင်လျက်ရှိသည်။စပင်ကလေးများပင်စုကပ်လျက် လက်ကလေးနှစ်ဖက်ကိုစုပ်ခါပခုံးကိုကြုံထားသည်ကျမလျှောက်လာသည်ကိုမြင်လျင်ပြုံးပြနှုတ်ဆက်ရှာသည်ညီမလေးလာအမထီအောင်လာရတယ်အမရဲ့သူကညင်းဆန်စင်းမှာပင်လက်ဆွဲကထီးရိပ်အောင်ခေါ်ယူလိုက်ရပါသည်သူအပြုံးကလေးမှာနှကန်းတုံတုံထက်တွင်မသေးမကွယ်ထင်ဟပ်လာသည်သူချမ်းနေရှာပြီအင်ဂျင်လေးကလည်းစုကက်နေပြီ ချီကမိမဆောင်လေးမှုလူနှစ်ဦးကိုတော့လုံခြုံစေမည်မဟုတ်သို့သောနောက်ထပ်ကြရောက်မည့်မိုးဆက်များကိုတော့အနည်းနဲ့အများကာကွယ်ပေးနိုင်မှာပါထိမြူလာမိဦးအမရဲ့ရွာမယ်လည်းမထင်ဘူးလေတော်ပါသေးရဲ့မိမိမှထိပါပြီလို့ကျမကရေးမကြည့်ဘူးမိမိကိုပဲစိတ်ပူတာအမကြီးကျေးဇူးပဲနော် အနှင်းငယ်ဝဲကျင်သောစကားတန်လေးမှာဘာကြောင့်မှန်းမသိကျမကိုစင်နာစိတ်ဝင်စေပါသည်အရက်ကကျမမခုံးမြပင်မရှိသည်မို့ငုံကြည့်နားထောင်ရသည့်အခိုက်ညမငယ်လေးလူသာထင်ကျင်နေသည် ဖြူစင်သောမျက်လုံးလေးများတွင် အပြုံးရိပ်ကထင်ဟပ်လျက်ဘန္နာရွံ့များကြားကကြာရောက်လာသောမိုးစံများကကျမတို့နှုတ်ဦးပခုံးစွန်းများကိုတော့ဆူရွှဲလာစေသည်သို့တော်နေပါစေ ်ဒီထက်မိုးသည်မလာတာကိုပင်ကျေးဇူးတင်ရပါသည်ကျမတို့သည် နောက်ထပ်စကားမဆိုဖြစ်ပေចောင်းတကားဝကိုသာငင်းနေခဲ့ကြသည်ចောင်းတကားဝတွင်တော့ကျမတို့လိုပင်ခလင်းငယ်ဆောင်စားသူများသည်မူးရည်စက်များကြားမျောလင့်စိတ်စောစွာရက်လျက်မြို့ပြတွင်တွေ့မြင်ရတတ်သောမြင်ကွင်းများတဲ့ကတစ်ခုသည်ကျမတို့ရှိတွင်အသက်ဝင်လျက်ဒီအခိုက်မှာပင်ចောင်းစင်းခေါလောင်းတံကိုကြားကြရသည် သွားပြီမရဲ့နော်သူသည်ကျောင်းဝန်းထဲကထွက်လာသောကလေးမလေးကိုအပြေးကြိုပါသည်ကလေးမလေး၏မျက်နှာကထုံးစံအတိုင်းစူအောင်အောင်သာကျောဘူးအိတ်ကိုသူ့လက်ထဲစောင့်ထည့်ပေးသည်လက်တွဲသည်ကိုအတွဲမခံထီးကလေးကိုခန့်ငိုက်ငိုက်ဆောင်ကရှောက်သွားသောကလေးမလေး၏ဘေး၌ကျောဘူးအိတ်လေးလွယ်ရက်သားခက်ကုတ်ကုတ်လိုက်ပါသွားသည်ကိုတွေ့ရပါသည် ်မိုးစံများကသူ့အပေါ်မညမတာတွန်းလောင်းလျက်ကျမသည် မြင်ကွင်းကိုဘာကြောင့်မှမသိဒီနေ့မှလိုက်လံငင်းမောကတပြင်းမင်ရှိုက်လိုက်မိသည်တီလေးကလည်းမိလာတာမမြင်ဘူးကြည့်ဦးတူမလေးကအနည်းရောက်လာကဆိုမှပင်အတိပြန်ဝင်သလိုဖြစ်ရသည် အဲ့ဒီမိုးတရက်ကဆလို့နောက်ရက်များတွင်တော့ကျမနဲ့သူသည်တပြေးပြေးနီးကပ်ရင်းနှီးလာခဲ့ပါသည် သူသည် ကျမကိုတွေ့လျင်ဆွေမျိုးသားချင်းကို တွေ့ရသည့်ပမာမျက်နာကလေးဝင်းပါလာသည်ကိုမြင်ရတတ်သည်စကားနေသောငေးရီနေတတ်သောအတွင်မှ ကျမနဲ့စကားစမြည်ဆိုတတ်လာသည် သူသည်တကယ်တကယ်တော့အသက်အရွယ်မှာ17နှစ်22နှစ်လောက်သာရှိပါဦးမည် မျက်နာမူရာကကလေးဟံပဲမပြောင်းချင်သည်သို့သော မျက်လုံးများကတော့လောကကို သိမြင်ခဲ့ပြီထင်ရသည်ကျမသည် သူ့မျက်လုံးများထဲကတဆင့်သူ့ဘဝကိုမြင်ရသည် သူ့စကားများကတဆင့်သူ့လောကကို မြင်လာရပါသည်ဗန္နာရက်ကလေးတရွတ်နှရွတ်စုခါဆော့ကစားခြင်းဟံကိုမြင်လင်းဘာကိုမှမသိစိတ်မကောင်းဖြစ်ခဲ့ဘူးသည် သူမှာကလေးဘဝ၌ပင်မိသားစုကိုစွန့်ခွာရသည် မဟုတ်လား။စာတင်ကြောင်းသည် အသက်ငယ်ငယ်နှင့်နှုတ်ဆက်ရသောနေရာတစ်ခုသာဖြစ်ခဲ့သည်။တမီးကစာသိတော်တာဟု သူကပြောပြတတ်သည်။ဒီဘဝအတွက်တော့သူမှာအပြစ်တင်စရာလူလည်းမရှိပါဘဲ။ဖာခင်သည် အငယ်ဆုံးညီမလေးသုံးနှစ်သမီးအရွယ်ကပင်ကွယ်လွန်ခဲ့သည်သူကတော့မောင်နှမ၅ယောက်ရှိရာမှာနို့ညာပင် ကျန်ရင်ခဲ့သောသားသမီးများအတွက်အမိမှတဆွမ်းသမျှအလုံးလုံးသေးသည်လက်လုံးလက်စားဘဝနှင့်ပင်မန်းတော်လည်းအပြုံးမပြတ်ခဲ့သားသမီးများကိုကြောင်းထားသေးသည်သို့သော ကာလရှည်ကြာမတတ်နိုင်မီသူနှင့်မင်းသားသမီးတို့သည်စာတင်ကြောင်းကိုတယောက်ပြီးတယောက်နှုတ်ဆက်ရ၏တယောက်ပြီးတယောက်ပင်အလုတ်ခွေများတဲ့ရောက်ခဲ့ကြသည်အငယ်ဆုံးညီမလေးနှင့်နှစ်ယောက်အတူကြောင်းတက်ခဲ့ရသေးသည် အမေက သူတို့နှစ်ယောက်ကိုတော့ပညာသင်ပေးပါမည်အားခဲစေဒီမှာပင်တသက်လုံးနေဘူးမရှောင်းမိုးရွာမရှောင်းအလုလုခဲ့သမျှသည် တန်တဖွဲ ပြန်ခန်းစားလာရပြီလေတဲ့ရတဲ့အလုံးမလုံးနိုင်တော့ဈေးလေရောင်းသေးသည် နောက်ပိုင်းတော့မဟန်မီဒါနှင့်မင်းသူ့ကိုကြောင်းနှုတ်ရသည် မြို့တက်ခါအိမ်အကူအလုပ်ကိုလုပ်ဖို့ထဲရတော့အမေမျက်နာမကောင်းသည်ကို သူကယခုတိုင်သတိတရရှိစေ။သို့သော အမေကိုပင်အဲ့ဒီကလေးကပြန်မတွေ့ရပါဘီ။ကျမရွာကိုပြန်မရောက်တာကြာပြီမရဲ့၃နှစ်လောက်ရှိပြီ။ရွာကနေရန်ကုန်ကိုတက်ပြီးအလုံလာလုံကြတဲ့အမတွေရွာကအပြန်မလိုက်လာတာပဲ။အဲ့ဒီအိမ်မရောအဆင်ပြေရဲ့လား။ပြေပါတယ်မရဲ့ခလေးပဲထိရတာလေ။ ်မိဖို့ကြောင့်ကတော့နည်းနည်းပဲကူရတာအင်ရှင်မကမစိုးပါဘူးသူသမီးလေးရတာအိမ်မှာအလုံးကဝိုင်းချစ်တော့စိုးတယ်မိမိတခုခုချက်ကန်ကန်လုံရင်ငိုရင်ကျမလည်းဘာမှမလုပ်ခွင့်နဲ့ဖဖွားကခေါင်းခေါင်းရောအဲ့ဒါနဲ့ကျမမှမိမိကိုပဲကြောက်နေရတာဖဖွားကိုတအိမ်လုံးကကြောက်ရတာမဟုတ်လားအမရဲ့ဟုရှိရှိမမောပြောပြတတ်သေးသည်ရွာကိုတတိယမှာပေါ်မမူရင်နော်ရတာပေါ့အမရာဘာပြောကောင်းမလဲ ဒီလိုမိုးရင်းများဆိုသိပ်ပျော်တာပဲကျောင်းတက်ရတော့မှာကိုရွာမာကမူလာရန်ကျောင်းရှိတယ်လေအဲ့ကျောင်းမှာပဲကျမနေခဲ့တာကျောင်းမှာသိပ်ပျော်တာပဲမာရဲ့ကျမဆီယမတော်လှုပ်ချင်တာအတမိုင်ဆီယမလေးလူပန်းကလေးပန်းကျောင်းဝစ်စုံလေးနဲ့နော့မာရဲ့อืมဘာပြန်ပြောရပါကျမမှာနှုတ်ဆက်ကစိတ်မသက်မသာနဲ့ပြုံးနေခဲ့ရပါသည်ဒါပေမဲ့လဲအခုအလုံးလုံးရတာလဲပြောပါတယ်လေ အမေကိုပစံပုံနိုင်နေမရဲ့အမေလဲခုတလောနေမကောင်းမှုသိလားဖုန်းမပြောရရလဲကြားပြီအခုဘလို့နေတလဲတောင်မသိဘူးဟုပြောဒီကိုကြားရလျင်လဲစာနာစိမ့်နေငေးမောနေရပါသည်ကျမသည်လဲသူ့လိုပင်မိဘနှင့်အဝေးမှာ ရှင်တန်ရသည်မဟုတ်လား သို့သောကျမကတော့အမကြီးဤအရေးမှာခိုနားနိုင်သေးသည်မိဘနှင့်အချိန်မရွေးစကားပြောနိုင်သည်မိဘကိုများစွာပူပင်နေရန်မလိုသောဘဝတွင်ခုအနာဂတ်ကိုသာစူးစားထုစစ်နေရသူပင်သူမာတော့မိသားစုအတွက်အသက်အရွယ်နဲ့မမျရှင်သန်ရက်တည်နေသူပြီးတော့ကျမထက်များစွာငယ်ရွယ်ပါသေးသည် ကျမသည်ယခုတိုင် အမကိုမှင်ခိုနှဲနိုင်စေမိဘများကိုအားကိုးရစေအလုတ်ဝင်မှမည်ဟုတင်နန်းတံမဆုံးသည်အလုတ်ခွင်တကယ်နဲ့ဝင်ပြီဆိုတော့လေကျမတို့ရခဲ့သည့်တာမန်ဘွဲက မလုံလောက်သေးဘူးမဟုတ်လားတင်နန်းပေါင်းစုံတက်စေမိဘထံမှအယူသာရှိစေကျမအတွက်တော်သူသည်စာနာဘွဲတည်းအိမ်မှာပင် သူ့အကြောင်းမမကို တခုတည်းရပြောပြဖြစ်သေးသည် ဂျူမာလေးကိုကြောင်းစင်းချိန်ကြုံလျင်ပြပစ်သေးသည်တီလေးတငယ်ချင်းကငငယ်လေးဟုဂျူမာလေးကပြောသည်ကိုပင်ရှီမောရသည်တရက်မှာတော့ကျမကြောင်းရှိရောက်ချိန်၌သူ့ကိုမတွေ့ရပါဘီအမဲတစီတော့သူကကြီးအရင်ရောက်နှင့်နေရပါပြီးခဲ့သည့်၃လလအတွင်းသူပဲတုန်းကမှနောက်မကြခဲ့ပါပဲ။ဘာလို့များပါလဲဟုတွေးတောဆဲမှာပင်ကြောင်းစင်ခေါလောင်းတန်ကြားရပါသည်။ ကျောင်းဝင်းထဲကထွက်လာသောကလေးများအကြားတွင် သူကြုံနေကြကလေးမလေးကိုရှာမိသည်ကလေးမလေးများကြောင်မတက်လို့လာမသည်ဒီလေးရေဟုသူမလေးကလက်လာဆွဲသည်ကိုပင်စကားမပြန်နိုင်မဲလေတဆန့်ဆန့်မျှော်ကြည့်မိသေးသည်ကလေးမလေးကိုတွေ့တော့တွေ့ပါရဲ့သို့သောမိခင်ဖြစ်ဟန်တူသူကလက်ဆွဲလိုပါလားကျမသည်စိတ်ထဲရုတ်ချီအံ့အားတင်သွားပါသည် အလုံများထွက်သွားခဲ့ပြီလား။သို့တော်ဒီလိုသာဆိုကျမကိုသူပြောခဲ့မည်ထင်ပါသည်။မနေ့ညနေက တွေ့သည့်အထိသူ့အမူအရာကထူးထူးခြားခြားမရှိပါ။သူမိခင်ယခုတလော ကျမရည်နည်းနည်းကောင်းလာသည့်အကြောင်းမျက်နှာလေးပြုံးမြများနဲ့ပြောပြနေခဲ့သေးသည်ခုတော့ဘလို့ပါလဲ အိမ်ပြန်လန်းတလျှောက်အတွေးများတလဲလဲဖြစ်ရသောဂျမသည်အိမ်ရောက်သည့်နှင့်မမကိုဒီအကြောင်းများပြောပြမိပါသည်နေမကောင်းတော့လားမြမမမသိပဲကောင်းပါရဲ့မမရဲ့မနေ့ကဒီအကောင်းကြီးပါဒီနေ့မှထူးထူးဆန်းဆန်းဘာဖြစ်တာလဲမသိနေမလဲဒီကောင်မလေးကိုတော်တော်တန်ရုံးစင်ဖြစ်နေတာကိုဟုမမကဆိုပါသည်ဒီအကြောင်းနောက်ထပ်မပြောဖြစ်တော့လေကျမစိတ်ထဲတွင်တော့လိတ်ခဲတဲလေတာဒီ ဘာဖြစ်လို့များပါလဲဟုအဖြေမရတော့လဲကို့ဘာသာပင်အခါခါမေးနေမိပါသည်နောက်တရက်ညနေခင်းနင်တော့ចောင်းကိုလမ်းမြင်ရသည်နှင့်ဗန္နာပင်ရိတ်သို့မျော်လင့်စိတ်စောစွာကြည့်မိပါသည်သူ့ကိုတွေ့နေကြနေရာလေးမှာတွေ့လိုက်ရတော့မှကျမပြုံးမိသည်သူ့အပြုံးမှာခက်နွမ်းနွမ်းမှာတကားမနေ့ကဘာဖြစ်လို့မလာတော့နေမကောင်းလို့လားမဟုတ်အဲဟုတ်တယ်အမ သူမျက်နာသည်အူတူအန်တန်ဖြစ်လျက်ရှိပါသည်။ကျမကိုရင်ဆိုင်မကြည့်ဘဲကျောင်းဝင်းကိုသာငင်းနေသည်ကို တွေ့ရလျင်စိတ်ထဲ၌ထူးဆန်းသည့်ထင်ကသူမျက်နာကိုပင်အသေးချာစိုက်ကြည့်မိပါသည်။ဖျားဖျားမျက်နာမှာမတိမသားအညိုမဲဆွဲလိုပါလား။အသေးချာကြည့်လျင်ညာဘက်ပားပြင်မှာညိုရိပ်တန်းနေသည်။ရှောင်းနေသလိုလဲရှိသည်။မမဘာဖြစ်တာလဲအမကိုပြော။ ။ဘာလဲရင်အမမျက်နှာကဘာဖြစ်တာရောပြောလို့မရဘူးအမရဲ့ကျမကြောက်တယ်။ကျမဒီဘာမှန်းမသိသေးရပါပဲ။ရှင်တဲ့နှင့်ငနေဖြစ်ကသူ့ပခုံးလေးကိုဖတ်လိုက်ပါသည်။ဒီတော့မှပင်သူ့မှာမျက်ရည်ဝဲလာ၏။ငိုချတော်မူထင်တော်လဲမငုံ။ကျမကိုမော့ကြည့်နေရသည်။ပြောလေမမအရိုက်ခံရသလားယင်။ကျမအပြင်မှာလိုက်ပြောရင်အလုံးထွက်ရမှာအမရဲ့ ကျမတခြားလည်းမသွားခြင်းဘူးမမကကျမပေါ်ကောင်းနေဒါဖြင့်ဘသူ့ကိုကြောက်နေရတာလဲဟိုဖွားဆိုတာကိုလားဟုတ်အိုးဘာဖြစ်ရရှာသည်မသိကလေးမလေးနှင်းတော့တနည်းနည်းပတ်သက်နေမည်ဟုသာကျမယူဆပါသည်မပြောလိုသူကိုမမေးတော့ပါဘူးဟုဆုံးဖြတ်စေသူကစကားဆက်ရှာသည်ဟိုတနေ့ညကမိမိကကျမသူ့ကိုရိုက်တယ်လို့ဖွားဖွားကိုတိုင်နေမရဲ့ မမကတော့မဟုတ်မှန်းသိတာပဲဒါပေမဲ့ဖဖွားကကျမကိုရိုက်တယ်မနေ့ကတော့မမကအပြင်းမထွက်ခိုင်းမှုမျက်နှာရောင်နေတာဦးမရဲ့ဒီနေ့တော့မမလည်းလာမကြိုနိုင်တော့ကျမလာရတာပဲဖဖွားကကျမလျှောက်ပြောမှဆိုလို့ထတ်ဆူလိုက်သေးတယ်အေးလေးအမကိုပဲပြောပြတာပါအေးပါမမရဲ့အမစိတ်မကောင်းလိုက်တာဒီခဏမှာပင်ကြောင်းစင်းပြီမို့ကျမတို့လမ်းခွဲရပါသည် အိမ်ရောက်သည်နှင့်မမကိုပြန်ပြောပြမိပါသည်မမပင်မမြင်မှုပါပဲနှင့်ဆုတ်တသက်သက်ဖြစ်နေသည်ကလေးသာသာနုနယ်သောမျက်နှာကလေးကိုမြင်ရလျင်ကျမထက်ပင်တနာငယ်ညာမိုံမလားမသိသို့သောကျမတို့မှာဘာမှတနိုင်စွမ်းသည့်ခွန်အားမရှိပါဘဲတာမန်လူရင်းစားမျှသာမို့ကုညီခြင်းလျင်ပင်အဝေးကငိမ်းမောနေကြရသူများဖြစ်ပါသေးသည် ယခုလဲသူ့မျက်နာလေးကိုတရည်ရည်မြင်ရောက်မိသည့်အခိုက်တနာကျင်နာခြင်းသည် စိတ်နှလုံး၌အခါခါနိုးထမည်။သို့သောစိတ်အားဖြင့်ခွန်အားပေးနိုင်သည်ကလွဲ၍ကျမဘာမှမတတ်နိုင်ခဲ့ပါ။သူကိုယ်တိုင်ရွေးချယ်ခွင့်မရှိခဲ့သောဘဝကိုကျမကဘာများထက်မှန်ရွေးချယ်ပေးနိုင်မှာမလဲ။ကျမတို့သည်ဗန္နာပင်ရိတ်မှာတော့ចောင်းစင်းချိန်တိုင်းဆုံးဖြစ်ကြမည်စကားစမြည်ဆိုဖြစ်ကြမည် သူမျက်နာပေါ်၌အပြုံးကလေးများပုံမှန်လိုမြင်တွေ့လာရလျင်ကျမမှာလောကကို သူကိုယ်စားကျေးဇူးတင်ရပါသည်မုံမုံဘဝမှာဖြစ်ချင်ဆုံးကဘာလဲဟင်တစ်ချိန်မှာကျမသူ့ကိုမှတ်မှတ်ရရမေးမိပါသေးသည်သူကဒီမေးခွန်းကိုကြားတော့မျက်လုံးလေးလျောင်မင်းရှိရှာသည် ကျမကကြောင်းမဲ့တက်ချင်တာအမရဲ့အခုတော့အသက်ကြီးပြီပေါ့လေကျမကြောင်းထွက်ရတော့ငါသုံးနှန်းကိုအခုအသက်ဆိုကျမက၅တန်း၆တန်းလောက်ရောက်ပါမှာတနည်းတန်းအောင်ရင်음ကျမကအောင်မှာပဲအမရဲ့စတော်တာပဲဟာနော်အေးလေဟုတ်ပါပြီအဲ့ဒါမဖြစ်နိုင်တော့ဘူးဆိုတခြားဘာဖြစ်ချင်သေးလဲဆက်စုသည်ထင်ရသောမိကွန်းကိုအဲ့ဒီတုန်းကကျမဘာကြောင့်များထက်တလဲလဲမိခဲ့မိသည်လဲမသိဘူး သူ့အဖေကိုကြားရတော့ရှင်တဲ့ကျင်နာရနာကျင်ရတီကိုလည်းနောင်ပြန်တွေးတိုင်းမမေ့ဖြောင်းနိုင်ပါအဲ့ဒီတုန်းကသူဖြေခဲ့သည်ခရူးရူးလေးသာဖြေခဲ့လေသည်ကျမဖြစ်ချင်တာဘာမှမရှိတော့ပါဘူးမရဲ့ကြောက်မှမတတ်နိုင်တော့ပဲอืมအမေကိုဒီလိုငွေပို့နိုင်တာကပဲကျမဖြစ်ချင်တာလားမသိဘူးနောက်ပြီးသူက စကားကိုမဆက်သေးပဲခိတနာပါသည်။ကျမသည် မျက်နှာနုနုကလေးကို ငေးနေမိပါသည်။တခါတလေတော့လဲစိတ်ထင်းရှိရာ ပြောပါစေ။သူပြောလိုသမျှကိုလဲတွေ့ရသည့်အချိန်ခဏလေးတွင် နားထောင်ပေးလိုခဲ့သည်။ကျမပြောဆုံးချိန်ကဒီကျောင်းရှိရောက်တဲ့ချိန်ပဲအဖြူစိမ့်မြင်ရရင်ပြောတာ ው မရဲ့နောက်ပြီးကြော်ဘူးအိတ်လေးလွှဲရတာလဲကျမပြောတာပဲ ကျမကြောက်ဖို့အိမ်မဟုတ်လဲဟုတ်တယ်လို့စိတ်ထဲမှာထားပြီးပျော်နေရပဲတိလား။ဩကျောင်းတက်ခွေမကြုံတော့သူကကျောင်းသူတယောက်ရဲ့ကြောက်ဖို့အိမ်လွှဲရတာကိုပျော်သည်တဲ့။ကျမသည်ပြောစရာစကားစားရှာမတွေ့သူလို့အဲ့ဒီတုန်းကမိနစ်ပိုင်းမျှငေးငိုင်နေခဲ့ရပါသည်။ခုတော့လဲကျမသည်ကျောင်းကလေးရှိသူရောက်ရင်မကြုံတော့ပါဘူး။ အလုံးရပြီဖြစ်၍မမကသာကလေးចောင်းကျူចောင်းပိုး၌အချိန်လူ၍တာဝန်ယူရတော်သည် ကျမသည်ចောင်းကျူတာဝန်က အနာရစားကတော့သူ့ကိုအောင်းမိနေခဲ့ပါသေးသည် နောက်တော့လေအလုတ်ခွင်မှာအစိမ့်သက်သက်ဝန်ထမ်းတဲ့အနေနဲ့စူးစမ်းနေရသည့်အခိုက်တခြားသောအကြောင်းအရာများကိုမိမိရော့ရော့ရှိလာလျင်အဲ့ဒီအထဲသူလဲပါဝင်ခဲ့သည် သို့သောရှမ်ဖန်ရန်ခါတော့အကြောင်းတိုက်ဆိုင်လျင်တတိတရာရှိမည်။သူ့ကိုတွေ့ခဲ့သည့်အကြောင်းမမများမမရရပြန်ပြောလျင်ကျမမှာတတိရစရာဖြစ်ရပြန်သည်။ခုတော့မမနှင့်သူသည်လည်းခင်မင်နေကြပြီ။သူကကျမကိုမေးတတ်သည်တဲ့။တတိတရာရှိသည်တဲ့။ဒီစကားများကိုကြားရလျင်ကျမမှာဘာကိုဝမ်းနည်းမိမှန်းမသိဝမ်းနည်းလျက်ကတစ်ဖက်ကလည်းဝမ်းသာခြင်းဖြစ်လိုက်ပါသေးသည် အဲ့လိုခံစားရသည့်တခဏတွင် ကျမ၏စိတ်မျက်လွာ၌ပြန်လည်မြင်ရောင်ရသည်မှာတော့ကျောဘူးအိတ်ကိုလွဲလျက်ရှောက်လန်းသွားတတ်သည့်သူ့ပုံရိပ်ကလေးကသာ ဖြစ်ပါသည်